မြန်မာ Science Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel လေးကတော့ကျွန်တော်တို့ပါဝင်ခြင်းမှာရှိတဲ့အကြောင်းအရာတွေကိုသိပ္ပံနည်းကြားနားလည်နိုင်ဖို့အတွက်ရည်ရွယ်ပြီးဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါစေဗျာအခုဗီဒီယိုလေးမှာတော့ကျွန်တော်တို့ရဲ့မိုးကောင်းကင်ကြီးကဘာဖြစ်လို့အပြာရောင်ဖြစ်နေရတာလဲဆိုတာကို ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် ကျွန်တော်မရှင်းပြခင်မှာကျွန်တော်တို့ရဲ့မိုးကောင်းကင်ကြီးကဘာဖြစ်လို့အပြာရောင်ဖြစ်နေတယ်လို့ထင်ပါတယ်တော်တော်များများကတော့ကျွန်တော်တို့ရဲ့မိုးကောင်းကင်ကြီးအပြာရောင်ဖြစ်နေရတာကပင်လယ်သမုဒ္ဒရာတွေရဲ့ရောင်ပြန်ဟမှုကြောင့်ပါဆိုပြီးဖြေဆိုကြပါတယ်ဒီလိုဆိုရင် ပင်လယ်သမုဒ္ဒရာနဲ့ဝေးတဲ့မိုးတစ်တောတွေထဲမှာနေထိုင်ကြတဲ့သူတွေကောဘာဖြစ်လို့ ကောင်းကင်ကြီးကိုအပြာရောင်အဖြစ်တွေ့မြင်နေကြရတာလေတကယ်တမ်းဆိုရင်သူတို့နေထိုင်တဲ့မိုးတက်တော်တွေရဲ့ရောင်ပြန်ဟပ်မှုကြောင့်သူတို့ရဲ့မိုးကောင်းကင်ကြီးကအစိမ်းရောင်ဖြစ်နေတဲ့တာမဟုတ်ဘူးလားဤပညာတွေဖွံ့ဖြိုးတိုးတက်လာတဲ့အခါမှာကျွန်တော်တို့လူသားတွေဟာလက်ကဘာပေါ်ကိုရောက်ရှိနိုင်ခဲ့ပါတယ်ဒီနေရာမှာကျွန်တော်တို့အတွေ့ဒူးဆန်းတဲ့အကြောင်းအရာတစ်ခုကတော့လက်ကဘာရဲ့ကောင်းကင်ကအနစ်ရောင်ဖြစ်နေတာပါ နောက်တစ်ခုကျွန်တော်တို့ mass joe ကိုစစ်ပြီးလေ့လာကြည့်တဲ့အခါမှာ mass joe ရဲ့ကောင်းကင်ကအဝါရောင် ဖြစ်နေတာဒီလိုဆိုရင်ကဘာကြီးရဲ့ကောင်းကင်ကအပြာရောင်လရဲ့ကောင်းကင်ကအနစ်ရောင် mass joe ရဲ့ကောင်းကင်ကအဝါရောင်ဘာဖြစ်လို့သူတို့ရဲ့ကောင်းကင်တွေကအတူတူမဟုတ်ကြရတာလဲဥပမာကျွန်တော်တို့လကဘာပေါ်မှာဆိုရင်လေထုလုံးဝမရှိပါဘူးဒါကြောင့်သူရဲ့ကောင်းကင်ကအနစ်ရောင်ဖြစ်နေတာပဲဖြစ်ပါတယ် ကျွန်တော်တို့ mass ကြိုမှာဆိုရင်တော့လေထုတော့ရှိပါတယ်ဒါပေမဲ့သူ့မှာ carbon dioxide ဓာတ်ငွေတွေပဲဖြစ်ပါတယ်ဒီ carbon dioxide ဓာတ်ငွေတွေကို နေအောင်ကြီးကထိတွေ့လာတဲ့အခါမှာအဝါရောင်မိုးကောင်းငင်ကြီးအဖြစ်သို့ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဘာကြီးကြတော့အောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်ဓာတ်ငွေတွေများစွာရှိနေပါတယ်။ဒီအောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်ကိုနေအောင်ခြေကထိတွေ့လိုက်တဲ့အခါမှာအပြာရောင်မိုးကောင်းငင်ကြီးအဖြစ်သို့ဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီနေရာမှာခင်ဗျားတို့မေးနိုင်တဲ့မေးခွန်းလေးတစ်ခုရှိနေနိုင်ပါတယ်။အောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်ကိုနေအောင်ခြင်းအထိတွေ့လိုက်တဲ့အခါမှာအပြာရောင်အဖြစ်ပြောင်းလဲပေးတယ်ဆိုရင်ဘာဖြစ်လို့ကျွန်တော်တို့ပါဝင်ခြင်းကိုအပြာရောင်အဖြစ်မမြင်တွေ့ရတာလဲ။ဒါတော့ကိုမြင်တွေ့ရတဲ့ပမာဏအပေါ်မှာမူတည်ပါတယ်။ဥပမာကျွန်တော်တို့ကဖန်ခွက်တစ်ခွက်ထဲလေးကိုကြည့်မယ်ဆိုရင်ကြည်လင်ရှင်းလင်းနေတဲ့မြင်ကွင်းကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒါမဲ့ကျွန်တော်တို့ကရေကန်ပြင်ကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်တော့အပြာရောင်အဖြစ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြင်တွေ့နိုင်တဲ့ပမာဏအပေါ်မှာမူတည်ပြီးရမှာအယောင်ကပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးကိုအတူတူပြောရမယ်ဆိုရင်ကျွန်တော်တို့ကဘာကြီးရဲ့ကောင်းငင်က အပြာရောင်ဖြစ်နေတာကကျွန်တော်တို့ကဘာကြီးမှာရှိတဲ့အောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်ကို နေအောင်ကြီးကထိတွေ့လိုက်တဲ့အခါမှာအပြာရောင်အဖြစ်သို့ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ် အဆုံးထိလိုက်ပါကြီးစုပေးတဲ့တယောက်ချင်းစီ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်